နင်းနယ်မင်းဘကိုရောက်သွားတာလေမင်းမရှိရင်ငါဘွားကအထိပယ်မရှိဘူးကိုလှအောင်တရားနင်းနယ်ကိုခေါ်နေစင်ပါစိတ်မကောင်းပါဘူးကွာငါတို့နင်းနယ်ကိုအထင်လဲခဲ့တယ်ပြီးတော့အမေသွားတဲ့အဖွားကတတိပြန်ဝင်လာပြီးမှအမှန်တရားကိုငါတို့သိလာရတယ်အဲ့ဒီဖွားကငါတို့ကိုအမှန်တမ်းပြောပြတယ်လေမော်ဆရာကြီးရဲ့အခုတော့အရန်နောက်ကျသွားပါပြီ အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Starlight Day Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကပြောပြပေးခြင်းနဲ့ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့လူမြင့်တာနဲ့မော်ပညာဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ပုံမြင်လေးကိုစားလိုက်ကြရအောင်ပါရှင်တာယာတဲ့တနေ့နင်းနေတဲ့ရောက်တောထဲမှာထင်းခွေလာနေစဉ်အတန်တန်ကြားလိုက်ရပါတယ်ငါ့ကိုကူညီကြပါကျေးဇူးပြုပြီးငါ့ကိုကူညီကြပါဦး ူတယောက်ရဲ့ကုပါခဲ့ပါဆိုတဲ့အတန်ကို နှင်းတဲ့တယောက်ကြားလိုက်ရပါတယ်။ထို့စဉ်ထိုလူကအော်ရင်နဲ့ပဲကြားတဲ့ကောင်ရဲ့လိုင်းမှုကြောင့်ရေကန်တွေကိုထိုးချသွားခဲ့ပါတယ်။ရေကန်တွေကိုထိုးချသွားတဲ့ထိုလူကိုနှင်းတွေကသူ့အိမ်ထိခေါ်ယူပြီးတော့စေကူတာပေးခဲ့ပါတယ်။ငါ့ကိုကူညီကြပါ။ဘာမှမဖြစ်ပါဘူးအသင်အဆင်ပြေပါတယ်။မင်းကဘာတူလဲ။ ကျမနာမည်ကနှင်းနယ်ပါ။ကျမတော်ရဲကိုထင်းခုတ်သွားရင်နဲ့အသိန်းကိုကြားတကောင်လိုက်လို့အသိန်းပြင်းရင်နဲ့ရေအိုင်လေးကိုပြုတ်ကျသွားခဲ့လို့ကျမအကေလာခဲ့တာပါ။ကျုံနာမည်ကအလှအောင်ပါ။ကျုံရဲ့အသက်ကိုကယ်ပေးခဲ့တဲ့အတွက်မန်းနင်းတွေကိုကျေးဇူးတင်ပါတယ်ဗျာ။ကျေးဇူးတင်စရာမလိုပါဘူးရှင်။ရပါတယ်။ဒီနေရာမှာကိုလာအောင်မဟုတ်ဘဲနဲ့တခြားတစုံတယောက်ကဒီလိုဒုက္ခအရောက်နေခြင်းဆိုဘာသူမဆိုကျမခဲ့မှာပါ။ဒီလိုနဲ့နှင်းနယ်က ိုလောက်အောင်ရဲ့ဒဏ်ရာကအရန်ပြင်းထန်ပါတယ်။ဒါကြောင့်မလို့ဒီမှာပဲဒဏ်ရာပြောက်တဲ့အထိခဏလောက်နားလို့ရပါတယ်။အားနာကြရမလို့ပါဘူး။ဘာလို့လဲဆိုတော့ကျမကဒီမှာတယောက်ထဲနေတာမို့လို့လေ။ဒီလိုဆိုရင်တော့ကျေးဇူးတင်ပါတယ်ဗျာ။ဒါဆိုကျွန်တော်ဒဏ်ရာတက်တာတဲ့အထိနေပြစီနော်။ဒီလိုနဲ့နှင်းတွေကလှောက်အောင်ရဲ့တံရတွေကိုဂယုဒီဇိုင်းနဲ့ကုသပေးခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှနှင်းတွေရဲ့ဂယုဆိုင်မှုတွေကြောင့်လှောက်အောင်တယောက်နှင်းတို့အပေါ်တန်ရောစင်တွေတွင်ညှိသွားခဲ့ပါတယ်။ ဒီလိုနဲ့လှအောင်ရဲ့တန်ရန်ကတက်တာလာတဲ့အခါမှာတော့လှအောင်ကကျုံရဲ့တန်ရာတွေကိုပြောက်တဲ့အထိအမြဲကူးဆိုင်ပြီးလို့ကျေးဇူးတင်ပါတယ်ဗျာမန်းနှင်းနဲ့စိတ်မဆိုးဘူးဆိုရင်ကျွန်တော် မန်းနှင်းတွေကိုတက်တက်လုံးဆောက်ရှောက်ချင်ပါတယ်မန်းနှင်းတွေကိုကျုပ်ကူးယူဆိုင်ခွင့်ပေးလို့ရမလားဟင်ကိုလောင်ဆိုလိုချင်တာကဟုတ်ပါတယ်မန်းနှင်းတွေကျုပ်မန်းနှင်းတွေကိုလက်ထပ်ပြရစီ တထပ်ပြီးရင်မန်နွင်းနယ်ကိုကျုပ်ရွာကိုခေါ်သွားမယ်ဗျာ။အင်းကိုလောင်ကလီလီနဲ့နဲ့ပြောနေတာလား။ဒါဆိုရင်ကျမလည်းသဘောတူပါတယ်။ပြန်မှန်းနေပြီလားနင်းွယ်။ခဏလောက်အနားယူကြအောင်ဗျာ။ပြီးမှကျုပ်တို့ခီးဆက်ကြတာပေါ့။မကြခင်မှာပဲကျုပ်အိမ်နဲ့ညီလာပါပြီ။ဟမ်အင်းကိုလောင်နဲ့အတူရှိရင်ဘလောက်ပဲပြန်မှန်းပါစေတိခတ်နိုင်ပါရဲ့ရှင်။ ဒီလိုနဲ့ပဲလှအောင်နဲ့မန်းနှင်းတယ်လို့ခရီးဆက်ခဲ့ကြရာဟေ့လူငယ်ရွာမမင်းကငါတကားမှမမြင်ဘူးပါဘူးမင်းကတခြားနေရာကလာတာလားမဟုတ်ပါဘူးကျုပ်ကဒီရွာကပါကျုပ်ကရွာမှာအနေနဲ့တယ်ဗျတော်ထဲမှာပဲတက်ခုံနေကြဆိုတော့တော်ထဲမှာပဲနေပြတော့ဆရာကြီးကကျွန်တော်ကိုမတွေ့ဘူးလားနေမှာပါအခုတော်ရဲမှာကျွန်တော်ဒုက္ခရောက်နေတော့သူမကကျွန်တော်ရဲ့အသက်ကိုကယ်တင်ပေးခဲ့တယ်လေ ဒီလိုနဲ့ကျွန်တော်သူမကိုမြင်တာတက်ဝင်သွားပြီးတော့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ဖို့တောင်းဆိုရင်းနဲ့ကျွန်တော်သူ့ကိုလက်ထပ်ယူပြီးတော့ရွာမှာအတူတူနေထိုင်ဖို့ပြန်လာခဲ့တာပါဒီလိုနဲ့နှွင်းနဲ့ကဆရာကြီးကိုနှုတ်ဆက်လိုက်ပါတယ်မင်္ဂလာပါဆရာကြီးရှင်ကျမတို့ကိုသွားခွင့်ပြုပါအောင်နော်နှင်းနဲ့နှုတ်ဆက်လိုက်တဲ့အခါမှာဆရာကြီးနဲ့နှင်းနဲ့တို့အကြည့်ချင်းဆုံကြပြီးတော့ဆရာကြီးရဲ့မော်ပညာအစွမ်းနေတဲ့ကြည့်လိုက်တဲ့အခါမှာတော့ ။အိုးသူမကဆုံးမပါလား။ငါကတောင်ပေါ်မှာနှစ်ပေါင်းများစွာမှော်ပညာကိုလေ့ကျင့်ခဲ့တဲ့သူဖြစ်တဲ့အတွက်ငါသူမကိုဖယ်ရှားပြရမယ်။ဒီလူငယ်လေးနဲ့သူမကိုလည်းလက်ထပ်ခွင့်မပေးနိုင်ဘူး။ရွာထဲကလူတွေသူမကြောင့်ဒုက္ခရောက်နေမယ်။ပြီးတော့ရွာထဲကသူတွေကိုလည်းသူမကဆုံးမဆိုတဲ့အကြောင်းကိုချက်ချင်းပြောလိုက်မယ်။မဟုတ်ရင်အလုံးဘေးဒုက္ခရောက်လိမ့်မယ်။ဒီလိုနဲ့မော်ဆရာကြီးကသူမကိုကင်တွယ်ဖြေရှင်းဖို့အတွက်လိမ္မာပါနတ်တဲ့နီလန်းကိုရှာဖွေဖို့အစဉ်စားခဲ့ပါဗျ။ ဒီလိုနဲ့တနေ့ရွာနာကဒေါ်ဆာမှာထင်းခုတ်သွားရင်းနဲ့မိလဲနေတဲ့အဖွားတယောက်ကိုနှင်းတွေကတွေ့တော့သူ့တပားကိုကူညီတတ်တဲ့နှင်းတွေကအဖွားရဲ့အသက်ကိုသူမရဲ့အစွမ်းနဲ့လူတွေမမြင်ခင်မှာကဲတင်ဖို့လုံနေစင်ပါပဲနှင်းတွေကိုစုံမဖြစ်ကြောင်ဖော်ထုတ်ချင်နေတဲ့မော်ဆရာကြီးကရွာသားများနဲ့အတူ နှင်းတွေအဖွားကိုကုသနေတာကို မြင်တွေ့သွားပါတော့တယ်ငါမင်းကိုကြည့်နေတာကြာပြီအခုငါတို့အားလုံးမင်းကိုမျက်မြင်ဖမ်းမိပြီ ဒီအဖွားကြီးကိုဒီလိုမူးလဲသွားအောင်မင်းဘာလုပ်ခဲ့တာလဲမဟုတ်ပါဘူးဆရာကြီးတို့အားလုံးကျမကိုအထင်လဲနေကြပြီအဖွားကထင်းခုတ်ပြန်လာရင်လည်းမောပန်းပြီးတော့မေ့လေသွားပြီတန်ရာရသွားလို့သူ့တန်ရာတွေကိုကုသမလို့လုပ်ပေးနေတာပါမင်းမငင်းနဲ့မင်းကစုံးမကြီးမှငါတို့တိနေတာကြပြီမင်းဒီအဖွားကြီးကိုတတ်ချင်နေတာမလားကျမဘသူကိုမှမတတ်ပါဘူးအဖွားရဲ့အသက်ကိုကိမလို့လုံနေတာပါ ကျမအဖွားကိုတက်ချင်တယ်လို့ဘာလို့ပြောတာလဲဒီလိုနဲ့သူတို့အပြန်အလှန်ညင်းခုန်နေကြတော့ကုလအောင်ကနှင်းနယ်ပြောက်လို့လိုက်ရှာနေပါတယ်ငါမိမဘယ်ရောက်သွားတာပါလဲအပြင်ထွက်သွားတာကြာပြီအခုထိကိုပြန်မလာသေးဘူးကုလအောင်တယောက်စဉ်းစားနေတော့မှာပဲနှင်းနယ်နဲ့မော်စရာကြီးတို့ညင်းခုန်နေကြတဲ့အတန်ရှိရာကိုကုလအောင်တယောက်ချက်ချင်းသွားခဲ့ပါတယ်သူမဆုံးမတယောက်ပါရွာသားတို့ကြီး ငါတို့ရွာမှာသူမအောင်နေခွင့်မပေးနိုင်ဘူး။ဒါကြောင့်သူမအောင်ငါတို့တက်ရမယ်။မဟုတ်ဘူးငါဆုံးမမဟုတ်ပါဘူး။နင်းရယ်ကလည်းအတင်းညင်းဆန်နေခဲ့ပါဗျ။ရက်လိုက်ကြပါ။အတင်းတို့အားလုံးငါမိမကိုဘာလုပ်နေတာလဲ။သူမဘာအမှားလုပ်မိလို့လဲ။ဒီလိုပါလူငယ်။သူမဆုံးမပါ။ဆုံးမဆိုတာကိုအခုမှငါမျက်စိနဲ့တက်အမြင်ခဲ့တာ။ပြီးတော့ဒီအဖွားကြီးကိုလည်းသူတက်ဖို့လုပ်နေခဲ့တယ်။ မဟုတ်ဘူးအဖွားတန်ရရတာကိုဒီမှာကုသဖို့ကုညီပေးခဲ့တာပါဒီလိုနဲ့လှအောင်က အကုံမေးကိုယုံကြည်ပါတယ်နဲ့နဲ့ဆရာကြီးနဲ့ရွာသူရွာသားတွေကျွန်တော်မိမရှင်းပြနေတာကိုအားလုံးမကြားကြဘူးလားဒါကနားလည်မှုလွဲတာတသက်ပါသူကငါမိမသူမကလူကောင်းတယောက်ပါသူမကဘသူကိုမှမထိခိုက်စေပါဘူး အဖွားသတိပြန်ရလာရင်အဖွားကိုအကြောင်းစုံမေးနိုင်ပါတယ်။တိတ်နှောက်ကြမှာလည်းမဟုတ်ပါဘူး။ကိုလှအောင်ကအမော်ဆရာကြီးနဲ့ရွာသားများကိုအသေးအတန်ရှင်းပြခဲ့ပါတယ်။ဒီလိုနဲ့နင်းနယ်ကအကိုကျမကိုဒီမှာထားခဲ့ပါ။မထားခဲ့ဘူးနင်းနယ်။အကိုကိုစိတ်မပူနဲ့။နင်းနယ်ကလူကောင်း။သူတို့ပြောသလိုနင်းနယ်ကအဖွားကိုတတ်ဖို့လုပ်နေတာမဟုတ်ဘူးဆိုတာကိုအကိုယုံတယ်။အကိုနင်းနယ်ကိုဘယ်တော့မှထားမသွားဘူး။ ကိုရဲ့နောက်ဆုံးထွက်သက်အထိနှင်းတွေကိုအမြဲကာကွယ်ပေးမှာကိုလောက်အောင်ပြောနေတဲ့စကားတွေကိုမော်ဆရာနဲ့ရွာသူရွာသားများကကိုလောက်အောင်တယောက်ဒီဆုံးမရဲ့လုံလုံလှေစားခြင်းကိုခံခဲ့ရနေပြီလို့ထင်နေကြပါတယ်။ဒါကြောင့်မော်ဆရာကရွာသားတွေကိုလောက်အောင်ကိုခေါ်သွားကြစမ်းလို့ပြောခဲ့ပါတယ်။ငါဒီဆုံးမကိုအခုတတ်မယ်။ဒီလိုနဲ့မော်ဆရာကြီးကနှင်းတွေကိုတတ်ဖို့သူ့ရဲ့ဟော်စွမ်းရှိတဲ့ဓားကိုထုတ်ပြီးတော့နှင်းတွေကိုခုတ်လိုက်ရာ လှောင်ကအနှင်းနဲ့ရှေ့ကိုဖြတ်ပြီးတော့ခံလိုက်တော့လှောင်တယောက်ဓာတ်ထိပ်ပြီးတော့တန်ရာရသွားပါတော့တယ်။အကိုယောက်ျားအဆင်ပြေရဲ့လား။ကျမအကိုကိုဒုက္ခပေးသလိုဖြစ်နေပါပြီ။ကျမက ဆုံးမလို့အကိုကိုမပြောခဲ့မိဘူး။ကျမလိန်ခဲ့တာပါ။နှင်းတွေကလူသားမဟုတ်ဘဲနဲ့ဆုံးမကြီးဖြစ်နေတာ။တချိန်ကအကိုအသက်ကိုကယ်ခဲ့တယ်မဟုတ်လား။နှင်းတွေကလူကောင်းတယောက်ဆိုတာကိုအကိုယုံနေတယ်။ အကိုကနှင်းနဲ့နဲ့အတူသက်သက်တာလုံးနေထိုင်မယ်လို့ဂရီပေးခဲ့ပြီးပြီပဲဂျီယိုသားသားပြောရရင်နှင်းနဲ့အကြောင်းကို အကိုသိနေတာကြားပါပြီမတော်တဆညာတညမှာနှင်းနယ်ရဲ့ပုံစံအမှန်ကိုအကိုတွေ့ခဲ့တယ်ဒါပေမဲ့နှင်းနယ်ကအဆုံးမကြီးဆိုရင်လေအကိုကိုအမြဲတမ်းကောင်းကောင်းဆက်ဆံပေးခဲ့တယ်လေအကိုရဲ့နှင်းနယ်အကိုကိုမကာကွယ်ပေးနိုင်လို့တကယ်နောင်တရမိပါတယ်နှင်းနယ် အခုချိန်ကစပြီးတော့နှင်းနဲ့ကိုကိုကိုဂူယူဆိုင်ရမယ်နော်အခုတန်ရာကြောင့်အရန်နာချင်နေပြီအကူနှင်းနဲ့ကိုအခုထားခဲ့ရတော့မယ်ကုလအောင်ကစကားတွေပြောရင်းနဲ့ထိထားတဲ့ဓာတန်ရာကပြင်းထန်တဲ့အတွက်သတိမေ့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသတိမေ့သွားတဲ့ကုလအောင်ကိုနှင်းနဲ့ကကြည်ရင်နဲ့မခံစားနိုင်တော့ပဲနဲ့အကူရဲ့အကူဒီလိုသေးလို့မရဘူး အခုအသက်ဆက်ရှင်မှုအတွက်ဒီတရားတွေကိုကျမနှစ်ပေါင်းများစွာဝိရိယရှိရှိနဲ့ဖန်တီးထားတဲ့ဒီမုံဝိညာဉ်ပညာတွေနဲ့အခုပဲအကိုကိုပေးလိုက်တော့ပါမယ်။အခုကောင်းကောင်းနေရမယ်။ကျမအကိုနားမှာအမြဲရှိနေမယ်နော်။နောက်ဆုံးမှာတော့နင်းနဲ့တရားကိုလောက်အသက်ရှင်မှုအတွက်သူရဲ့ဝိညာဉ်မောပညာတွေကိုပေးခဲ့ပြီးတော့ပြောက်ွယ်သွားပါတော့တယ်။ ကုလအောင်ကနင်းနယ်ပေးထားတဲ့မော်အစွမ်းကြောင့်သတိမေယာကနေပြီးတော့ပြန်လဲနှုတ်ထလာခဲ့ပါတယ်။နင်းနယ်ပမာလဲမင်းဘယ်ကိုရောက်သွားတာလဲ။မင်းမရှိရင်ငါဘွားကအတိတ်ပဲမရှိပါဘူး။ကုလအောင်တယောက်နင်းနယ်ကိုခေါ်နေစင်မှာမော်စရာကြီးကစိတ်မကောင်းပါဘူးကွာ။ငါတို့နင်းနယ်ကိုအထင်လဲခွဲတယ်။ပြီးတော့အမေသွားတဲ့အဖွားကသတိပြန်ဝင်လာပြီးမှ အမှန်တရားကိုငါတို့သိလာခဲ့တယ်။ ဲ့ဒီဘွားကငါတို့ကိုအမှန်တိုင်းပြောပြတယ်လေနင်းနယ်ကဆုံးမကြီးဖြစ်ပေမဲ့သူမလည်းအလွန်ကျင်နာတက်တဲ့နှလုံးသားရှိပါတယ်အခုတော့ရန်နောက်ကျသွားပြီဗျာမော်ဆရာရဲ့ဆုံးဖြတ်ချက်တွေအားလုံးကြောင့်အခုနင်းနယ်ပျောက်သွားပြီကောင်းသည့်ဖြစ်စေဆိုးသည့်ဖြစ်စေအရာအားလုံးကပြမအသွင်ပြင်ပေါ်ပဲမူတည်တာမဟုတ်ဘူးလားဗျာပြေးတယ်များရှင်ပုံမြင်လေးကိုဒီမှာပဲအဆုံးသက်ပြရစီ ဖြီးတဲ့ကြီးတို့လည်းသစုံတအူးကိုအပြစ်တင်နေဒါမှမဟုတ်အပြစ်တင်တာတွေမပြုခင်အခြေအနေကိုသေချာနားလည်ပြီးတော့ခွဲချမ်းစိတ်ပြဖို့အချိန်ယူပါပြင်မရုပ်တင်ကိုအခြေခံပြီးတော့စီရင်ဆုံးဖြတ်ခြင်းမပြုကြပါနဲ့ရှင်ကိုတံမိုးထားရတဲ့အရာတခုခုဆုံရှုံသွားနိုင်တဲ့အတွက်မာယောနိုင်တဲ့ဆုံးဖြတ်ချက်တွေကိုရှောင်ကျဉ်နိုင်ကြပါစေရှင် ပြည်သင်များရှင်အခုပြောပြပေးသွားခဲ့တဲ့ပုံမြင်လေးကိုကျန်းနေတဲ့တယ်ဆိုရင်ကျမရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပြီးတော့နောက်ထပ်ပုံမြင်လေးတွေအသစ်တင်နိုင်သိရဖို့အတွက် notification bell လေးကိုလည်းနှိပ်ပေးခဲ့ကြပါအောင်ရှင်